မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာငလျင်တန်းခန်းစားနေရတဲ့ပြည်သူလူထုကိုရှာဖွေကယ်ဆယ်ရေးအပိုင်းမှာအဓိကသွားရောက်ကူညီပေးခဲ့တဲ့မလေးရှားကယ်ဆယ်ရေး Smart အဖွဲ့ကို မလေးရှားရောက်မြန်မာတိုင်းသားညွန့်ပေါင်းအဖွဲ့ COBEM ခေါင်းဆောင်တွေနဲ့မြန်မာနိုင်ငံသားတချို့ကဧပြီလ9ရက်နေ့မှာကြိုဆိုခဲ့ကြပါတယ် မြန်မာပြည်သူတွေကိုကူညီပြီးပြင်လာတဲ့ smart ဖွဲ့သားတွေကိုသူတို့ရဲ့ရုံးချုံရှိမှစောင့်ကြိုပြီးတိုင်းသားရိုးရာပစ္စည်းတွေနဲ့ပန်းစည်းတွေကိုဂုံပြူလက်ဆောင်များအဖြစ်ပေးအပ်ချီးမြှင့်ခဲ့ပြီးတော့ကျေးဇူးတင်စကားကိုလည်းအပြန်လှန်ပြောကြားခဲ့တယ်လို့ COBM အဖွဲ့ရဲ့လက်ရှိတာဝန်ခံက DBB ကိုပြောပါရတယ်။ မြန်မာပြည်သူတွေငလင်တန်းခန်းစားနေရတဲ့အချိန်မှာ မလေးရှားနိုင်ငံအစိုးရအနေနဲ့လူသားချင်းစာနာမှုကို ထောက်ထားပြီးတော့ Operacy ခတရနာထားတယ်လို့ကြေညာတဲ့အပြင်မလေးရှားနိုင်ငံကနေမြန်မာပြည်တွင်းကို2025ခုနှစ်ဧပြီလ4ရက်ကနေဧပြီလ30ရက်ထိအခမဲ့ငွေလွှဲနိုင်အောင်လဲကူညီပေးတယ်လို့သိရပါတယ်ရှင်။ မကွေးတိုင်းစလင်းမြို့နယ်တောင်ပိုကျေးရွာကိုဧပြီလ6ရက်နေ့ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းကမိရှို့ဖျက်ဆီးခဲ့တဲ့အတွက်အင်ချေ90နီးပါးမိလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။စလင်းမြို့နယ်တောင်ပိုကျေးရွာကိုဧပြီလ6ရက်ညနေ4နာရီကျော်လောက်မှာပခုတ်ကူအခြေဆိုင်တမတရား1ကအင်အားတရားကျော်လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကမိရှို့ဖျက်ဆီးခဲ့တယ်လို့စလင်းမြို့နယ်ဒေသခံတယောက်က DBB ကိုပြောပါတယ်။ မီးရှို့ဖျက်ဆီးမှုကြောင့်အင်ဂျီ300ကျော်လောက်ရှိတဲ့တောင်ပိုရွာက အင်ဂျီ90လောက်ပြီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်ဒါပြင်ဒေသခံအမျိုးသားတယောက်ကိုလည်းအဲ့ဒီစစ်ကြောင်းကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ပခောက်ကူမြို့နယ်မှာလည်းဧပြီလ9ရက်ညပိုင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်တင်အားရရှိကနေအိမ်15လောက်ထပ်မနေမိလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျရှင်။ စကိုင်းမြို့မှာဧပြီလ6ရက်ကစပြီးကယ်ဆယ်ရေးတွေကိုရက်နာကပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်လို့စကိုင်းမြို့မှာကုညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစီကသိရပါဗျ။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်။ငလင်းနံကိုပြင်းထန်ဆုံးခံစားခဲ့ရတဲ့စကိုင်းတိုင်းစကိုင်းမြို့မှာဧပြီလ6ရက်ကစပြီးကယ်ဆယ်ရေးတွေကိုရက်နာကစကိုင်းမြို့တွင်းမှာလိုအပ်နေတဲ့သူတွေကိုတွားရောက်ကူညီတာနဲ့ပြည်ပစည်းတွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ပြည်နယ်ထူထောင်ရေးတွေကိုလှုပ်ဆောင်နေတယ်လို့ ကုညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။စကိုင်းမြို့ပေါ်ကလူတွေအကုန်လုံးဟာငလင်လှုပ်ခတ်တာအပြင်မိုးရွာသွန်းတာတွေကြောင့်အိမ်တွေထဲမှာမနေရကြတော့ဘဲလမ်းဘေးတွေမှာတဲထိုးပြီးနေနေကြရတယ်လို့ဆိုပါတယ်။အဲ့ဒီညနေပိုင်းတော့လည်းကယ်ဆယ်ရေးအကုန်ပြီးသွားပြီ။ကယ်ဆယ်ပြီးတော့ကယ်ဆယ်ဖို့ရတော့မယ်။လူရှင်လူသားတဲ့ဟာတွေတော့အခုကုရပါတော့အလူခံကြီးအဲ့ဒါတွေပဲတော့တက်လုံတာပေါ့။တရှိဆိုကွယ်နေရရှိမိုးရွာလေ မိုးဆိုအသေးတဲ့တကုံညော်တဲ့မှာပါလို့လည်းစပေါ်လင်းလို့ဟာမျိုးတွေအမိုးကအဆင်မပြေတော့ဘူးဗျာဒါလည်းဒီလေထူထောင်ရတော့တို့အကုန်လုံးဖြစ်စည်းတော့တာတော့အဆအဆမှာဆိုတော့လူဝန်တော်ကတော့အများကြီးတော့ဟိုအကုန်လုံးကလည်းမိုးရွာရင်ကြောက်စိတ်ပုံရတော့ဗျာဘိုးကလေးရောမိုးလာလေမိုးရွာရင်လေးသဘုံတိုက်တယ်ဒါပြီးမိုးကတော်တော်တဲတယ်အဲတော့ကျတော့အရှိပြုံးပြက်နေအများကြီးခြံဝန်းနေဖြစ်နေရတယ်အဲကိုယ်အဲ့နေနေကျတော့ဘူးမှမနေရတော့ဘူးလေကြတော့ ဂလင်နန်ကြောင့်ကုကေယာမဲ့နေတဲ့စကိုင်းတိုင်းကိုလာလူတဲ့အလူရှင်တွေရဲ့ကိုယ်ရေးချက်လက်တွေကိုမှတ်တမ်းတင်ထားဖို့စစ်ကောင်စီရဲ့ပြည်ထရေးကညွှန်ကြားထားတဲ့အတွက်ကုညီကယ်ဆယ်ရေးလှောက်ဆောင်သူတွေကြားမှာလည်းဝေဖန်မှုတွေရှိနေပါတယ်။လက်ရှိအချိန်မှာကုညီကယ်ဆယ်ရေးအဖွဲ့တွေဟာပြိုကျပြက်စီးသွားတဲ့အဆောက်အုံတွေကိုဆက်ရန်တရားတွေအသုံးပြုပြီးရှင်းလင်းဖယ်ရှားတာနဲ့ပြည်내ထူထောင်ရေးအတွက်လှောက်ဆောင်နေကြတယ်လို့စကိုင်းတောင်ရုံးမှာတင်ဒင်းသုံးနေတဲ့ဦးစင်တပါးကပြောပါတယ်။စကိုင်းတောင်ရုံးရောက်တာ15နှစ်အတွင်း15နှစ်အတွင်းကဒီက အပြင်းထန်တော့နှစ်ကြိမ်လောက်တော့ပြုံးကြုံပြောက်ပြုံးမှုကဒီအချိန်ကတတော်ကြီးကိုဆိုးဆိုးဝါးဝါးဆိုးဆိုးဝါးဝါးဆိုတော့ဒီစင်းတို့ညတော့အပြင်းဒီတာရဏအဆောက်အဦဒီရှေးတိုက်ကြီးပေါ့ပြင်းတို့ကြောင်းတိုက်ဆိုလည်းနှစ်ပေါင်း80ကျော်ပေါ့ဒီလိုကြတော့လည်းနှစ်ပေါင်း90ကျော်ပေါ့အဲအဆောက်အဦကြီးများစွာဆုံးရှုံးရတယ်ပြီးတော့ကြတော့ဒီစင်းတို့မျိုးတဲ့၆ကြီးလိုက်တဲ့ခါမှလည်း မျိုးပြက်ကြီးပုံပုံမျိုးเนาะမျိုးပြက်ကြီးပုံကလားရံတော့သူတွေလည်းတော်တော်များများအတိဒုက္ခရောက်ဟိုတည်ကြီးပြက်စီးကြလည်းများပါမရှိလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်သခိုင်းမြို့မှာတိတ်ဆုံးသူ600နီးပါးနဲ့ဒဏ်ရာရသူ1000ကျော်ရှိပြီးပျက်စီးဆုံးရှုံးမှုကိုတော့စည်ရင်ကောက်ယူနေဆဲဖြစ်တယ်လို့ပရိဒါအဖွဲ့ဝင်တွေကတပီပီကိုပြောပါတယ်။ဧပြီလ6ရက်မနေ့ပိုင်းကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်နိုင်တဲ့အဖွဲ့ဟာ စကိုင်းမြို့တွင်ငလင်ပေးတံကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေမှုကိုတွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ကျွန်တော်လင်းပါရှမ်းပြည်နယ်နဲ့ကရင်နီနယ်စပ်မှာရှိတဲ့မိုးပြဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေအကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးအမှတ်1000တိတက်ရင်မိုးပြဲ PDF ကျွဲကြိုတက်ခွဲကတက်စုမှုတည်ဆုံခဲ့တယ်လို့တက်ခွဲတာဝန်ရှိသူကဧပြီလ9ရက်မှာပြောပါတယ်။ တတ်စုမှုရဲဘော်ထွက်ဝေခေါ်ဘိုးအားဟာမိုးပြဲရှိရန်ဆင်မနာပြေမှာဧပြီလ3ရက်ကတိတ်ဆုံးခဲ့ရပြီးစာပနခန်းနာကိုတော့ဧပြီလ6ရက်မှာပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်အသက်29နှစ်အရွယ်ရဲဘော်ထွက်ဝေခေါ်ဖိုးဝါကတော်လိုက်ရဲမှတက်တော့ကြွပါဝင်ပြီးရဲဘော်တွေနဲ့အတူရှစ်ရက်မှအမြဲတမ်းပါဝင်ရင်းစစ်ကောင်စီတပ်ကိုတော်လှန်နေသူဖြစ်တာကြောင့်ကြောက်ဆုံခဲရတဲ့ရဲဘော်ရဲ့မိသားစုနဲ့ထပ်တူဝန်းနေရတယ်လို့ဆိုပါတယ်။ မိုးပြဲကိုရနိုင်ဖို့အတွက်စစ်ကောင်စီတပ်ကအပြင်းထန်ထိုးစစ်ဆင်နေပြီးလက်နက်ကြီးနဲ့ဒရုန်းကိုနေ့စဉ်အလုံး100နီးပါးလောက်ထိပစ်ခတ်တိုက်ခိုက်နေပြီးနေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေရှိနေပြီးပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေရှိနေတယ်လို့ဒေသခံတွေကတဆင့်သိရပါတယ်ရှင်။ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်းပါ။ကျေးဇူးတင်ပါတယ်ရှင်။